။လုံးမမြင်လာပါ။ဒီနေ့ကအတက်တန်ခုနှစ်မျိုးရောက်တယ်နော်။အတက်တန်ခုနှစ်မျိုးဆိုတာဒီအတက်တန်ကြီးပြီးသွားပြီဆိုလို့ရှိရင်သကလုံးတွေကိုအကုန်လုံးအတန်တွေထွက်လို့ရတယ်။ဒီအတက်တန်ပြီးသွားပြီဆိုတော့မှ तू ကဘာထက်လာအောင်လဲဆိုစကလုံးတွေအတန်ထွက်လို့ရသွားပြီဆိုရင်ဒီစာချောင်းတွေစကလုံးတွေပေါင်းပြီးတော့အတန်ထွက်တဲ့အချိန်မှမှဘာထက်ပေါ်လာလဲဆိုတော့ခြေတော့အမှန်ဖတ်တော့အတန်ဆိုပြီးတော့အဲ့ဒီစီးမြင်းထပ်ပြီးတော့ရှိလာတယ်နော် လို့ဆိုဒီအသက်တန်ထိရသွားပြီဆိုရင်တော့ဝေါ်ဟာရာတွေကိုဖတ်လို့ရသွားပြီဟုတ်ပြီကြည့်အောင်အသက်တန်ခုနှစ်မျိုးကဘာတွေလဲဆိုရင်ကတက်တတက်ပတက်နာတက်လာတက်မာတက်နောက်တစ်ခုကငါတက်ကတက်မှာကဂါကခရာကဂါကခရာကက ကတတ်ထဲမှာပါတယ်ကတတ်ဆိုလို့ရှိရင်အတန်ကသူကဖြတ်ချလိုက်ရတဲ့အတန်စောင့်ပြီးတော့ဖြတ်ချလိုက်တဲ့အတန်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဥမာဒီမှာဘူအော့ဆိုရင်ကြည့်လိုက်ဘူအော့ဘူအော့ဆိုလို့ရှိရင်ဘူဒါကဘီနဲ့တရပဲရှိသေးတယ်เนาะဒီဟာကိုတန်ထွက်တတ်တယ်ဘာဦးဘူဘီနဲ့တရဟုတ်ပြီအာအောဆိုရင် အော်အဲ့ဒါကိုမှကတတ်ပါလာတယ်အဲ့ဒါကိုကတတ်တက်လိုက်တယ်အော့ဆိုရတဲ့သူ့ဘက်သူတလုံးနဲ့နေရင်အော်အတက်ကကတတ်ဝင်လာတဲ့အချိန်မှာအော့ဆိုပြီးရောက်ဖြစ်သွားတယ်ခက်ချလိုက်တာနော်ခက်ချလိုက်တဲ့အတန်မျိုးဘာဦးဆိုရင်ဘူးအော် ော်ကတတ်တက်လိုက်တော့အော့ဘူအော့ဘူအော့ဆိုတာမီးပို့ကြာနောက်တစ်ခုကဘာရှိမလဲဆိုဂါအာဂါအာဂါဂျီးနဲ့တရနဲ့နော်ဂါအာဂါကတတ်တက်မယ်ကကဖြတ်ချလိုက်တဲ့အတန်းเนาะဖြတ်ချလိုက်တဲ့အတန်း ကအာဆိုကကတတ်တတ်လိုက်ရင်ကဒါကတတ်ရဲ့ပုံစံကတတ်တယ်မှာဆိုရင်ကကခရာကဆိုပြီးတော့၄မျိုးပါတယ်နောက်တစ်ခုရာကကြတော့ဘယ်လိုလဲဆိုရင်ဟုတ်ဒီမှာရှိမယ်ဒါဒါအာဒါကတတ်တတ်မယ်ဒါက အတန်ကိုဖြတ်ချလိုက်တဲ့အတန်တတ်တတ်တတ်တဲ့မှာကြတော့ဒါစာစာကြာချာထာဟာဆိုပြောပါတယ်တတ်တတ်ကဒါဒီအင်္ဂလိပ်အတန်မှာဆိုလို့ရှိရင်တီတန်နဲ့သွားတူတယ်တီတန်နဲ့ဆုံးတဲ့စကားလုံးတွေနဲ့တူတယ်ဟိုမှာ C A T cat တို့เนาะ C A T cat H U T hat အဲ့ဒီ T နဲ့ဆုံးတဲ့အတန်းနဲ့သွားတူတယ်အဲ့ဒီမှာကြည့်အောင်ဒါဆိုရင်နာအာဆိုရင်နာအာဆိုရင်နာတတ်တတ်တတ်မယ်နာသူကနည်းနည်းကတတ်နဲ့နည်းနည်းဆင်းတယ်နော်ကတက်နေစင်တဲ့အတိုင်းပဲကတက်ကတော့ဒီတိုင်းပဲဖြတ်ချလိုက်တဲ့အတန်းအဲ့မဲ့ तू ကဒီတက်တက်ကြတော့တီတန်နည်းနည်းပါတယ် not not ဆိုပြီးတည်တံပါတယ်ဒီ not ကကြတော့သူကဒီ not တာဆိုတဲ့ကရိယာအနေလာတယ်เนาะ not တာဆိုတဲ့ကရိယာဆိုတာကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်နောက်တစ်ခုရှိသေးတယ် na a na အဲ့ဒါကိုတတ်တတ်တတ်မယ်ဒါလည်း not ပဲဒါကြတော့ ni ဟုတ်ပြီနောက်တစ်ခုကပတ်တက်ပတ်တက်ကသူကအင်္ဂလိပ်စာမှာဆိုရင် p than b than နဲ့တူတယ် p than b than ဆိုတော့ဘယ်လိုလဲဆိုရင် c u p cup p o m b bomb เนาะအဲ့လိုမျိုးတန်မျိုး c u p cup b o m b bomb အဲ့ဒီအင်္ဂလိပ်စာက p တန် b တန်နဲ့ဆုံးတဲ့အတန်နဲ့တူတယ် sorry မှာ r e ဆိုရင် e အဲ့ဒါကိုပတ်တက်တက်လိုက်တော့ i i ဒီ p တန် b တန်နဲ့ဆုံးထားတဲ့အတန်မျိုးเนาะသူတို့၃ခုကနည်းနည်းလေးတော့အတန်ခက်ဆင်ဆင်လေးအဲ့ဒီကတက်ရဲ့ ီကတက်ရဲ့တတက်ရဲ့ပတက်ရဲ့အစာပိုင်းမှာအတန်းကနည်းနည်းခက်ဆင်ဆင်ဖြစ်နေတာကတက်ကတော့ထက်ချလိုက်တဲ့အတန်းမျိုးပဲเนาะဒါပေမဲ့တတက်ကိုထွက်ရင်တတိထားမှာကအင်္ဂလိပ်စာမှာဆိုတီတန်လေးနည်းနည်းပါတယ်เนาะအင်္ဂလိပ်စာကတီတန်လေးနည်းနည်းပါတယ်ပတက်ကြတော့ပီတန်ဒါမှမဟုတ်ဘီတန်လေးနည်းနည်းပါအဲ့တို့တော့ဝင်နေတဲ့ကွဲပြားချက်လေးပေါ့เนาะရုပ်တရက်နားထောင်လာရင်တော့အတန်တည်းကတူတူတော့ဝင် ဲ့တော့နောက်တစ်ခုကနာတက်နာတက်ကတော့ရှင်းတယ်နာတလုံးပဲပါ तू อ่ะအင်္ဂလိပ်စာမှာဆိုရင် and and then and then ဆိုတော့ तू as you and san เนาะအဲ့ဒီကထွက်လာတဲ့အသံ as you and san ဆိုတဲ့ဒီအနောက်ကထွက်လာတဲ့ and အသံဒီမှာရှိရယ်နာဦးဆိုရင်နူ အဲ့ဒါကိုနာတတ်တတ်မယ်နွန်းနွန်းနွန်းဆိုရတဲ့နွန်းဆိုတာနှင်းဒါမှမဟုတ်မျက်လုံးသူအဓိပ္ပာယ်နှမျိုးရှိတယ်စာအာစာအာဆိုပါပြင်မယ်စာအဲ့ဒါကိုနာတတ်တတ်မယ်အန်အတန်ထွက်မယ်နော် sun sun တန်းဆိုရတဲ့အာနာတတရိုင်းမယ်အန်အန်အန်ဆိုရတဲ့နော်အဲ့တော့ကလာတက်လာတက်ကလည်းလာတလုံးလေ။ तू ကအင်္ဂလိပ်စာ L အတန် L အတန်ဆိုတော့ရှာလိုက်သွားတဲ့အတန် မောလ်နော်ဒီလိုရှာလိုက်သွားတဲ့အတန်မျိုးသူကမကြည့်ရစာအာစာအဲ့ဒါကိုလာတက်တက်လိုက်မယ်ရှာလိုက်တဲ့အတန်စာလ်စာလ်စာလ်သူတို့နှစ်ခုအတန်မတူဘူးနော်ဒီလာတက်ဆိုရင်ရှာလိုက်သွားတယ်သူဆိုရင်ရှာလိုက်စီရမလို့ an အတန်လေးထွက်ပြီးအောင်မယ် an ဒါဆိုရင် sal ဖြစ်ပြီးတော့ဒါဆိုရင် sun လာတတ်နေဆိုရင်စာန်နာတတ်နေဆိုရင်စာန်နာတတ်ကရှာမလိုက်တော့ဘူးเนาะရှာကဒီအာကောင်ထောက်ရုံလေးထောက်သွားတယ်ဒီလာတတ်ဆိုတော့ရှာလိုက်သွားတယ်စာန်နောက်တစ်ခုကမတက်မတက်ကတော့အင်္ဂလိပ်စာက m အတန်နဲ့တူပါးစပ်ပိတ်လိုက်အောင်မယ်เนาะအင်္ဂလိပ်စာက m အတန် ဥပမာဆိုရင် S U M Sam ပုပ်စာเนาะအဲ့ဒါမျိုးရှိမယ် M O M Mom ဗဇက်ပိတ်လိုက်တဲ့အတန်းအဲ့တော့ဒါဆိုဘယ်လိုတော့မလဲဘာအာဆိုရင်ဘာအာဟာမတတ်တက်လိုက်မယ် Pam ဗဇက်ပိတ်လိုက်တဲ့အတန်း Pam ။ဘာအိုဆိုရင်ဟိုမတတ်တတ်မယ်ပါဇက်ပိတ်လိုက်မယ် home 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 ဘာမ်ဆိုတာကညအိုဆိုတာနော်ဘုံဆိုတာကຫນွေဦး spring ຫນွေဦးကိုပြောတာရမယ်နော် နောက်တစ်ခုကငါတက်ငါတက်ကအင်္ဂလိပ်စာမှာဆိုရင်သူက ng အတန်း ng အတန်း s i n g sing ng အတန်းနော် sing ဆိုရဲထွက်တယ်နောက်ဆုံးက ng ဆိုရဲအတန်းအဲ့ဒီအတန်းအရာငါတက်အတန်း sing ဆိုရင် ng ဆိုရဲအနောက်ကထွက်လာတဲ့အတန်းမဆွေကြည့်မယ်ခါအို 가 오도에 고 마다다라이도 공공 소에다 응 소에다 말공공 가소에 샤샤 너 마다다라이메 샹샹 ဒီအောက်ကအကွက်ကဘာလဲဆိုရင်သူကအသက်တချို့စကားလုံးတွေမှာအသက်နှစ်ခုတွေ့ရလိမ့်မယ်နော်အသက်နှစ်ခုဆိုလို့ရှိရင်ရေဘူးရအဖြစ်တော့အကုန်လုံးတော့မဆိုဘူးဒါပေမဲ့ရှေ့ထယ်ရာခိုင်နှုန်းလောက်ကအသက်နှစ်ခုပါတဲ့ဒီဝေါ်ဟာရာတွေတွေ့လို့ရှိရင်အရင်လာတဲ့အသက်တန်ကိုထွက်တယ်အရင်လာတဲ့အသက်တန်ဆိုတော့ဘာလို့ပြောတာလဲဆိုတော့ဥပမာဒီမှာကြည့်လိုက်မအာဆိုရင် မာနာဟဒီလိုအတ္တတန်နှစ်ခုရှိတာဟုတ်နော်ဒီလိုအတ္တနှစ်ခုရှိတဲ့အချိန်မှာအရင်လာတာကအမခန္ဓာဒါလာနဲ့စီချလိုက်တာခန္ဓာဒါလာမဘာစာဆိုလို့ရှိရင်အရင်ဆုံးလာတာက နာအရင်လာတာလीခန္ဓာဒါလာဆင်းလိုက်မှာဆိုနာအရင်လာနာအရင်လာနာအတ္တအဲ့ဒါကိုပြောချင်တာအကုန်လုံးအမှန်တလို့မဆိုဘူးနော်80ရာခိုင်နှုန်းလောက်ပဲဒီဒီပုံစံကကျန်တဲ့ဟာတွေမထွက်တဲ့ဟာတွေရှိရင် ုနကပါလေပြောရတဲ့ထဲမှာပါတယ်ဒီဓာကလည်းအတိုင်းပဲဓာကကတက်ကိုနော်ကတက်ဆိုလို့ရှိရင်ဒီမှာဆိုရင်ဃကရင်လာတာဟုတ်ခန္ဓာဒါလာမှာဃအရင်ဆုံးလာတယ်လေဃအရင်လာတဲ့အတွက်ဒီဃရဲ့အတန်ကိုထွက်လိုက်တယ်ဓာဖြတ်ချလိုက်တဲ့အတန်နော်ဒါလေးကတော့ဒီတိုင်းပဲချွင်းချက်လေးမှတ်ထားဆိုတော့အနည်းပြန်ချုပ်ရရင် အတက်တန်ခုနှစ်မျိုးရှိတယ်အဲ့အရာကတက်တာတက်ပါတက်နာတက်လာတက်မာတက်ငါတက်အဲ့ဒီမှာကတက်ထဲမှာပါတာကဂကခရဂကကတက်ထဲမှာပါတယ်ကတက်ဆိုရင်အတန်ကဖြတ်ချလိုက်တဲ့အတန်ပဲနော်တိတ်ပြီးစဉ်းစားကြရမလို့ဖြတ်ချလိုက်တဲ့အတန်မျိုးဘူအော့ဖြတ်ချလိုက်တယ်ဂဖြတ်ချလိုက်တဲ့အတန် เนาะသိစဉ်းစားကြရမလို့နောက်တစ်ခုကတတတတတမှာပါတာကဓာစာစာဂျာချာထဟဒါတတမှာပါတယ်တတဆိုရင်အင်္ဂလိပ်စာကတီတန်လေးနည်းနည်းပါတယ်မကတ်တူဟက်တူကတီတန်လေးနည်းနည်းလေးပါတယ်ဒါဆိုရင် not တီတန်လေးနည်းနည်းဝင်တယ်အဲ့ဒါကိုပတ်တတ်ပတ်တတ်မှာကဘာဖာ ူကအင်္ဂလိပ်စာက P than B than လေးနည်းနည်းပါတယ်။ဥမာဒီ CUB cap တို့ B1B bomb တို့အဲ့ဒီက P than B than လေးနည်းနည်းပါတယ်။ဥမာဆိုရင် if 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 ဆိုတာပါစက်နောက်တစ်ခုက up အရှိနော်ဒီ up ဆိုတာအရှိ if ဆိုတာပါစက်အဲ့ဒီကမှ P than B than လေးနည်းဝင်တယ် သူတို့သုံးခုအဲဒီကတတတတပတကသုံးခုအတန်းနည်းနည်းလေးတော့စင်တူတယ်ဒါပေမဲ့ထူးခြားချက်ကကတတကလည်းတိုင်းပဲဖြတ်ချရတယ်ဒါပေမဲ့ဘာစဉ်းစားကြရမလို့တတတဆိုရင်တီတန်လေးနည်းနည်းပါတယ်ပတတဆိုရင်ပီတန်ဘီတန်လေးပါတယ်အောက်ကလေးခုကတော့ရှင်းတယ်နာတက်ကနာတခုပဲပါတယ် and အတန်းသူကရှာမလိတ်သွားဘူးသူရှာပုံစံကအကောင်ထောက်အောင်လေးပဲထောက်သွားတယ်စမ်းเนาะအဲ့ဒီအတန်းမျိုးပဲ and n အတန်လေးနည်းပါလာဥပမာဒီမှာဆိုရင် noon noon ဆိုတာမျက်လုံးဒါမှမဟုတ်နှင်းဆိုတဲ့အဓိပ္ပာယ်အခုကလာတက်လာတက်က l အတန်ရှာလိုက်တယ် style style ဆိုတဲ့အခုမတက်မတက်ကပါဇက်ပိတ်လိုက်တယ် some မအဲ့ဒီကပါဇက်ပိတ်လိုက်တဲ့အဲ့ဒါမတတ်မှာမတလုံးပဲပါတယ်ဘမ်ဘုံဘမ်ဆိုတာညဘုံဆိုတာຫນွေဦးနော်စတန်ဆိုတာဆန်ဦးပြောတာနောက်တစ်ခုကငါတတ်ငါတတ်က ng အတန်စင်းဆိုရင်းဆိုတဲ့အတန်မျိုးတို့ကဟင်းဆိုတဲ့အတန်ပါတယ်သူကအတလုံးလေငါတတ်ကအတလုံးလေနော်ဂုံး ုံးဂုံးဆိုဘောလုံးဒါမှမဟုတ်တုံညဆိုတဲ့နေပဲအတော့ချွင်းချက်တွေတခုမှအမှာအတက်နှစ်ခုဆိုရင် ရှေ့ရလာတဲ့အတက်တန်ကိုအရင်ထွက်တယ်ရှေ့ရလာတဲ့အတက်တန်ဆိုခန္ဓာဒါလာစီလိုက်လို့ရှိရင် အရင်ဆုံးလာတဲ့ဒီကိုပြောတာဥမာခန္ဓာဒါလာမှာဆိုလို့ရှိရင်ကအရင်ဆုံးလာတယ်လေပြီးမှနလာတယ်ပြီးမှဒလာတယ်ပြီးမှခန္ဓာဒါလာပြီးမှလလာတယ်เนาะအဲ့ဒါမျိုးပဲ ဘူးเนาะဒါဆိုအသက်တန်ကတော့ဒီလောက်ဒီပဲဒီအသက်တန်ပြီးသွားပြီဆိုမှဒီမှာရေတော့မှန်ဖတ်တော့အတန်ဆိုပြောလာဒါကတကယ်လုံးတစ်ခုဆိုတာအထက်သူကကြာနည်းနည်း sentence လို့ဖြစ်သွားပြီဘောเนาะအဲ့ဒီမှာမှအတန်အကူအပြောင်းစီးမြင်နေကိုကြံ ဆိုတော့ပါပြီဒီနေ့ဗီဒီယိုကတော့ဒီလောက်ထိပါပဲ